မင်္ဂလာပါရှင်။ဗမာခေတ်တည်ထင်ဌာနရဲ့ထိတ်တန့်တဲ့များကိုတင်ဆက်ပေးပါမယ်။အမောက်ဆုံးဒေါအောင်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားများအလုံးလွတ်မြောက်ရေး Foreign 2000 Conference ကတောင်းဆိုတဲ့တင်ဆက်ပေးပါမယ်။ချက်သမရနိုင်ငံ ပရမျိုးမှာကျင်းပတဲ့29ကြိမ်မြောက် Foreign 2000 Conference ကမြန်မာနိုင်ငံရှိခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်နဲ့နိုင်ငံအကျဉ်းသားများအားလုံးလွတ်မြောက်ရေးအတွက်တရားဝင်တောင်းဆိုချက်ထုတ်ပြန်လိုက်ပါတယ်။ထုတ်ပြန်ချက်တွင်မြန်မာနိုင်ငံရှိဒေါအောင်ဆန်းစုကြည်နဲ့နိုင်ငံအကျဉ်းသားများအားလုံးချင်းချင်းမရှိချက်ချင်းလွတ်မြောက်ရေးအတွက်အာဆီယံအဖွဲ့ဝင်နိုင်ငံများအိန္ဒိယ၊တရုတ်၊ဂျပန်၊တောင်ကိုရီးယား၊ဩစတြေးလျ American ပြည်ထောင်စုကနေဒါ၊ဗြိတိန်နဲ့ဥရောပသမဂ္ဂတို့မှနိုင်ငံရေးခေါင်းဆောင်များအနေဖြင့်၎င်းတို့၏ဩဇာအာဏာကိုအသ သုံးပြုကြရန်ကျွန်ုပ်တို့ပြည်ပြည်ဆိုင်ရာဒီမိုကရေစီပြန်လည်ထူထောင်ရေးညွန့်ပေါင်းအဖွဲ့ ICDR အဖွဲ့ဝင်များနဲ့29ကြိမ်မြောက် Foreign 2000 Conference တက်ရောက်သူများကတောင်းဆိုပါသည်ဟုဖော်ပြထားပါသည်။ ဒေါအောင်ဆန်းစုကြည်ကျမ်းမာရေးနဲ့ဒုမအပြုမှုဆက်ဆံပုံနဲ့ပတ်သက်ပြီးစိုးရိမ်မှုအသက်80ရွယ်နိုဘယ်ငြိမ်းချမ်းရေးဆုရှင်နဲ့မြန်မာဒီမိုကရေစီနည်းလမ်းအရရွေးကောက်တင်မြှောက်ခံရသောအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်သည်2021ခုနှစ် ဖေဖော်ဝါရီလစစ်တပ်အာဏာသိမ်းချိန်မှစ၍မတရားအဆက်အသွယ်ဖြင့်ချုပ်နှောင်ခံထားရပါသည် ဒေါအောင်ဆန်းစုကြည်သည်နေပြည်တော်တွင်တည်တံ့တိဆောက်ထားသောအကျဉ်းထောင်တစ်ခုတွင်အလွန်တင်းကျပ်သောအခြေအနေအောင်၌ထိမ့်သိမ်းခံထားရပြီးဥပဒေဆိုင်ရာအခွင့်အရေးများအနည်းငယ်သာရရှိထားကာမိသားစုနှင့်လုံးဝဆက်သွယ်ခွင့်မရှိပေသူမ၏နှလုံးရောဂါမှပိုဆိုးလာပြီးနှလုံးအထူးကုဆရာဝန်နှင့်ပြသခွင့်ပေးရန်တောင်းဆိုထားကာလုံလောက်သောစိတ်ကူတာမှုတင်းတင်းမြတာတဲ့အဟာရတနေနေအောင်ကြည်တို့ကိုကောင်းကောင်းမရရှိပေတားဖြစ်သူကင်အရစ်ဟာနှစ်နှစ်ကျော်အတွင်းသူမထံမှစာတစောင်သာလက်ခံရရှိခဲ့ပြီးမကြသေး မီကအချင်းထောင်ထိခိုက်ပျက်စီးခဲ့သည့်ငလင်တန်းကြောင့်သူမထိခိုက်ဒဏ်ရာရရှိခဲ့မည်ကိုစိုးရိမ်နေသည်ဟုဆိုပါသည်တို့ပြင်ဒေါအောင်ဆန်းစုကြည်အားအကန့်အသတ်မရှိ စေကူတောင်းမှုခံယူခွင့်တောင်းဖြစ်သူလာရောက်တွေ့ဆုံခွင့်နဲ့နောက်ဆုံးချွင်းချက်မရှိလွတ်ပေးရန်လဲတောင်းဆိုထားပါသည်ဒေါအောင်ဆန်းစုကြည်အတိတ်ဒုက္ခသည့် နိုင်ငံသူနိုင်ငံသားများ၏ဆင်းရဲဒုက္ခများကိုထင်ဟပြတာနေပါတယ်၂၀၂၁အာနာသိမ်းမှုမှစ၍မြန်မာနိုင်ငံသည်၎င်း၏စစ်တပ်ကိုယ်တိုင်ပြည်သူလူထုပေါ်ဆင်နွှဲသောအကြမ်းဖက်စစ်ပွဲတွေကျရောက်နေခဲ့သည်ဟုဆိုပါတယ်အရက်သားများ၏နေအိမ်များ၊ကျောင်းများနှင့်ရွာများပုံကျဲတိုက်ခိုက်ခံနေရပါတယ် ဖြစ်ရက်တစ်ခုတွင်ကြောင်းတကြောင်းအားလေးရင်များဖြင့်ဘုံအကြီးစားများကျဲချခဲ့ပြီးအိပ်ပျော်နေသောကလေးများသိဆုံးခဲ့ပါသည်ထို့သောသောရက်ဆက်ကြမ်းကြုတ်မှုများသည်တကြိမ်တစ်ခါသာဖြစ်ပွားခြင်းမဟုတ်ပဲလူထောင်ပေါင်းများစွာသိဆုံးခြင်းတန်ရာရခြင်းနေရဆုံးခွာရခြင်းတို့ကိုဖြစ်ပေါ်စေသောတမင်တသက်အကျန်းဖက်လှုပ်ရှားမှုတစ်ခုဖြစ်သည်ဟုထုတ်ပြန်ချက်ကဆိုပါသည်စစ်ကောင်မရှင်သည်အကျန်းဖက်မှုကိုတိုက်ဖြတ်နေသည်ဟုဆိုတော်လဲအမှန်တကယ်တွင်ရက်သားများပေါ်စစ်ပွဲဆင်နွှဲနေခြင်းဖြစ်ပါသည်လေကြောင်းတိုက်ခိုက်မှုများ လက်တန်းတက်ဖြတ်မှုများစနစ်တကျညှဉ်းပန်းနှိပ်စက်မှုများနေပိုင်းဆိုင်ရာကျန်းဖက်မှုများနဲ့ရက်ရွာတစ်ခုလုံးကိုဖျက်ဆီးမှုများသည်ပုံမှန်ဖြစ်လာခဲ့ပါသည်စစ်ကောင်မရှင်သည်တဘာဝဘေးအန္တရာယ်များပြီးမှပင်လူသားချင်းစာနာထောက်ထားမှုကူညီများကိုပိတ်ပင်ထားသဖြင့်ဆာလောင်မွတ်သိမ်းမှုနှင့်ဆင်းရဲဒုက္ခများကိုပုံမှုဆုံးရစေပြီးလူသားမောင်းများစွာသည်၎င်းတို့၏နေအိမ်များမှထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း Foreign 2000ညီလာခံ၏ထုတ်ပြန်ချက်တွင်ရေးသားထားပါသည် ထုံရများသည်ကမ္ဘာနိုင်ငံများမြင့်တွင်နေရသည့်လူသားမျိုးနွယ်ပေါ်ကျူးလွန်သောရာဇဝမှုများဖြစ်ပြီးပြစ်ဒဏ်မှကင်းလွတ်နေပါသည်။မြန်မာနိုင်ငံသည်ဒီမိုကရေစီနှင့်လူခွင့်ရေးများကမ္ဘာတဝန်တိုက်ခိုက်ခံရမှုအခြေအနေကိုပြသနေသည့်နမူနာပုံစံဖြစ်ပြီးအင်အားကြီးနိုင်ငံများ၏နှုတ်ဆက်မှုသို့မဟုတ်အလျှော့ပေးမှုတို့ကြောင့်ကန့်စိုးမှုမှောင်ကျမှုမှာပိုဆိုးလာသည်ဟုဆိုပါသည်။ စစ်ကောင်မရှိတရားမဝင်မှုမြန်မာပြည်သူလူထုသည်2020ထွေထွေရွေးကောက်ပွဲတွင်ဒေါအောင်ဆန်းစုကြည် NLD ပါတီအားအပြတ်အသတ်ထောက်ခံခဲ့ပါသည်စစ်တပ်သည် ထွက်တော်ကျင်းပမှုကိုတားဆီးရန်အာဏာသိမ်းခဲ့ပြီး၎င်း၏အုပ်ချုပ်မှုကိုခိုင်မာစေမည်အထူးရောင်ရွှေကောက်ပွဲများကိုကျင်းပမည်ဟုကြေညာခြင်းဖြင့်တရားမဝင်မှုကိုဖုံးကွယ်ရန်စူးစမ်းနေပါသည်စစ်ဗိုလ်ချုပ်များသည်ပြည်သူအများ၏ထောက်ခံမှုကိုဘယ်သောအခါမှမရရှိခဲ့ပြီး၎င်းတို့အုပ်ချုပ်မှုသည်တရားဝင်ခြင်းမရှိပေမြန်မာပြည်သူလူထုသည်ကြီးမားသောအကျိုးဆက်များကိုရင်ဆိုင်ရင်းဆက်လက်တိုက်ပွဲဝင်နေကနိုင်ငံရေးအကျဉ်းသား2900ကျော်ရှိပြီးတိုက်ဆုံးသူတသောင်းနေပါနေရွှန့်ခွာသူ လေသိန်းကျော်အရေးပေါ်အကူအညီလိုအပ်သူတန်း20ခန်းရှိပါတယ်။ဒေါ်စန်းစုကြည်သည်1989ခုနှစ်မှစ၍ယခုအချိန်ထိဆိုလျင်စုစုပေါင်း16နှစ်ကြာထိမ့်သိမ်းခံထားရပါတယ်။ဒီမှာသည်မြန်မာဒီမိုကရေစီရုံးကံမှု၏တင်ကြတာတစ်ခုသာမကဖိုရန်2000တီထောင်သူချက်သမရာဟောင်းဘာဆလဟာဘေရဲ့ယင်းဤသောမိတ်ဆွေတို့ဖြစ်သလိုနိုင်ငံတကာအကြံပေးဘုတ်ဖွဲ့ရဲ့အဖွဲ့ဝင်တို့လည်းဖြစ်ပါတယ်ဒီမိုကရေစီအတွက်သူမ၏တသက်တာဂရိကဝတ်ပြုမှုဟာ ယခုစုဝေးပွဲရဲ့အခြေခံမူများနဲ့ထပ်တူကြပါရယ်ဒါဖြစ်သူ Kim Harris ဟာဒေါ်အောင်ဆန်းစုကြည်အားလွတ်ပေးရင်မြန်မာနိုင်ငံတွင်ဒီမိုကရေစီပြန်လည်အသက်သွင်းရေးအတွက်အရေးတကြီးတောင်းဆိုခဲ့ပါရယ် Kim ရဲ့တောင်းဆိုချက်ဟာလင်းလူရှုရေးမဖြစ်နိုင်သောတန်ပေါင်းများစွာသောပြည်သူများ၏တောင်းဆိုချက်ပင်ဖြစ်သည်ဟုထုတ်ပြန်ချက်တွင်ဖော်ပြထားပါရယ်ကျွန်ုပ်တို့၏တောင်းဆိုချက်အာဆီယံအိန္ဒိယတရုတ်ဂျပန်တောင်ကိုရီးယားအော်စတြေးလျအမေရိကန်ပြည်ထောင်စုကနေဒါဗြိတိန်နှင့်ဥရောပသမဂ္ဂတို့အနေဖြင့် ဒေါအောင်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားများအလုံးချက်ချင်းလွတ်ပေးရေးစစ်ကော်မရှင်ကိုဖိအားပေးရန်မလွတ်ပေးမီတွင် သူမအကန့်တမရှိစေကူသားမှုခံယူခွင့်နဲ့တားပြစ်သူကင်အရစ်နဲ့တွေ့ခွင့်ပေးရန်စစ်ကော်မရှင်၏အထူးရောက်ရွေးကောက်ပွဲများကိုအတိမတ်မပြုဘဲ၎င်းတို့၏ရက်ဆက်ကြမ်းကြုတ်သောအကြမ်းဖက်လှုပ်ရှားမှုကိုဆုံးသက်ရေးနဲ့မြန်မာပြည်သူလူထု၏ဒီမိုကရေစီရရှိရေးဆန္ဒကိုလေးစားရေးစစ်ကော်မရှင်ကိုနိုင်ငံတကာအတိုင်းအဝန်မှာစုပေါင်းဖိအားပေးမှုမြင့်တင်ရန်ကျွန်ုပ်တို့တောင်းဆိုပါသည်ဟုထုတ်ပြန်ချက်တွင်ဖော်ပြ ထားပါတယ်။မြန်မာပြည်သူလူထုသည်ဒီမိုကရေစီကိုအခုခံကာကွယ်ရန်နှင့်ဖက်ဒရယ်စနစ်ရရှိရန်အရာအလုံးကိုစွန့်စားလှုံ့ဆော်နေကြပါတယ်။၎င်းတို့သည်နိုင်စဉ်ရက်ဆက်ကြမ်းကြုတ်မှုများလူသားမျိုးနွယ်ပေါ်ကျူးလွန်သောရာဇဝတ်မှုများနှင့်အတိုင်းအတာကြီးမားသောလူသားချင်းစာနာထောက်ထားမှုအကျက်တဲများကိုရင်ဆိုင်နေရသည်ဟုဆိုပါတယ်။ မြန်မာနိုင်ငံ၏အင်ဒီချင်းများအာရှနှင့်ဒီမိုကရေစီကမ္ဘာဒီမိုကရေစီနိုင်ငံများနှင့်နိုင်ငံတကာအတိုင်းဝိုင်းသည့်ဆက်ပြီးလှလူရှုနေ၍မဖြစ်ပေဒေါအောင်ဆန်းစုကြည်နှင့်နိုင်ငံ၏အချင်းသားများအားလုံးကိုချက်ချင်းလွတ်ပေးရမည်ဖြစ်ကြောင်းနှင့်မြန်မာပြည်သူလူထု၏ဒီမိုကရေစီရရှိရေးဆန္ဒနှင့်ဆန္ဒကိုလေးစားရမည်ဖြစ်ကြောင်း Foreign 2000 Conference တောင်းဆိုချက်မှဖော်ပြထားကြောင်းသိရှိရပါသည် တမရမဖြစ်ပဲခွေးဖြစ်ဖို့အလားအလာရှိနေသေးသည့်မိုးရိပ်ရာစာကွာတို့မင်းအောင်လိုင်းဆိုတဲ့တရင်ဆောင်ပါတစ်ပုဒ်ကိုတင်ဆက်ပေးပါမယ်။ အာဆီယံဘုံသဘောတူညီချက်၅ချက်ဖော်ဆောင်ရန်အလေးပေးဆွေးနွေးခဲ့သည့်အာဆီယံဥက္ကဋ္ဌခီးစဉ်မှာတရင်အမှန်နဲ့တာထွက်ပါမယ်။မလေးရှားနိုင်ငံသားဤဝန်ကြီးဖြစ်သူအာဆီယံဥက္ကဋ္ဌရဲ့ဆွေးနွေးပွဲခီးစဉ်မှာအကြံဖတ်မှုများရပ်တန့်ရန်လူသားချင်းစာနာမှုအကူအညီပေးဖို့မှုလက်ခံရန် 5BC အာဆီယံဘုံသဘောတူညီချက်၅ချက်ဆောင်ရွက်ရန်အလေးပေးဆွေးနွေးခဲ့တယ်လို့သိရပါတယ်။အဆိုပါချက်တွေလှုပ်ဆောင်ပြီးမှစစ်ကောင်စီရဲ့ရွေးကောက်ပွဲမျှော်လင့်ရပြီးအစဉ်ချုံးမယ်လို့ဆိုကြနေတာပါ။စစ်တပ်ဝါဒပြန်တရင်မီ ရီးယားများကပုံမှန်ရိုက်နေသည့်ရွေးကောက်ပွဲကိုအာဆီယံကဇိုးထောက်ခံတာမျိုးမဟုတ်ကြောင်းသိစေရန်ရည်ရချင်းဖြစ်ပါသည်။အမေရိကန်တို့ကမြန်မာစစ်တပ်ရွေးကောက်ပွဲကိုရည်ရည်ပြတ်ပေးချထားပြီးအာဆီယံကတဆင့်ဆောင်ကြည့်နေပါသည်။မြန်မာပြည်သူတွေရဲ့ဘက်တော်သားအမေရိကန်သမ္မတကြီးဒေါ်နယ်ထရန့်လည်းလောင်းမဲအာဆီယံစည်းဝေးပွဲတက်ရောက်မယ်လို့အတန်ထွက်နေပါသည်။ ပါကျင်သောတရင်စကားအမေရိကန်တို့အနီးကပ်ဆောင်ကြည့်နေသဖြင့်စိတ်ကောင်းစီ၍ကောက်ပွဲအလားလာဟာတရုတ်ကထောက်ခံနေသည့်တိုင်တင်းတလောက်ကြီးအစင်ချောမနေပါကြောင်းမူရရာစာကွားတို့မင်းအောင်လိုင်းကန့်ကြမာဟာတမရမဖြစ်ပဲ၊ကိုယ်ဖြစ်ဖို့အလားလာရှိနေပါကြောင်းလူလူတရင်စာတိုင်းမှာတရင်ဆောင်ပါကိုတင်ဆက်ပေးလိုက်ရပါတယ်။